ွယ်လွန်သားပေမဲ့တာတို့ခေါ်ဝဲမရတဲ့ဘဝကိုရောက်သွားပြီးတော့ရေစာနေတဲ့เจ้าကိုပုကက်ပြောဆိုခဲ့တဲ့ဦးဝင်းနိုင်အလုံးမေမင်္ဂလာပါဆယ်ဒီတိုင်းနူပေးကနေပြန်လေးကြိုဆိုလိုက်ပါရင်ဦးဝင်းနိုင်နုပညာကနုပညာရေးသေးပြေဝတဲ့တရုတ်ဆောင်ကြီးတယောက်ဖြစ်ပြီးသူရင်ဟာသားပညာနဲ့လူဝံများကိုပျော်ရွှင်အောင်လုပ်ပေးနိုင်ခဲ့သူပါဦးဝင်းနိုင်က2023ခုနှစ်အေဗီလာမှာကွယ်လွန်သွားခဲ့ပြီးမကွယ်လွန်ခင်မှာလေးဖြတ်ဝိနနာကိုနှစ်ကျော်ကြာတဲ့အထိခန်းစားခဲ့ရပါရင်အသက်84နှစ်အရွယ်မှာဘဝကူးပြောင်းသွားတဲ့ဦးဝင်းနိုင်ရဲ့နောက်ဆုံးခြေကတော့ထိကျက်စရာဖြစ်ခဲ့ပါရင်လေးဖြတ်ဝိနနာကို ိုခန်းစားခဲ့ပြီးတဲ့နောက်ဘူဝါရိတ်သားမှနေထိုင်ခဲ့ရပြီးသူ့ရဲ့နောက်ဆုံးချိန်ကိုတော့တာသမီတွေကမမေ့လိုက်ပါဘူး။အိုဝင်းနိုင်ကွဲလွန်သွားခဲ့တာကနှစ်နှစ်ကျော်သွားပြီဖြစ်တာကြောင့်အားလုံးကမဲမဲပြောက်ပြောက်ရှိသွားပေမဲ့လည်းမကျွတ်မလို့ဖြစ်နေသေးတဲ့ရေစာနေတဲ့ကြောင့်ကိုဝေယပုတ်ကက်ပြီးတော့ပြော့ခဲ့ပါတယ်။အိုဝင်းနိုင်ကနောက်ဆုံးနေထိုင်ခဲ့တဲ့စီးစာရိတ်ဘူဝါရိတ်သားတွေမှာပဲရှောက်သွားနေခဲ့ပြီးတော့တာရုခော်ခွဲမရတဲ့ဘဝကိုရောက်နေရလို့ဆိုပါတယ်။တမီးချင်းကအိုဝင်းနိုင်ရှောက်နေတဲ့ဘဝကိုမေ့ကြည့်တဲ့အခါဘူဝါရိတ်သားမှာပဲရှိနေသေးတယ်ဆိုတာကိုသိလိုက်ရှာပါတယ်။ဒါကြောင့်သူကဖုန်ကြီးက ာဝန်နဲ့ဝင်လို့ရအောင်ခွင့်ပြုပေးပြီးတော့ခုသူအမျှဝေပေးခဲ့ပါတယ်။ဥဝင်းနိုင်ငံလူတယောက်ထံကိုဝင်ပူပြီးတော့သူရောက်နေတဲ့နေရာကိုပြောပြတဲ့အခါအားလုံးကစိတ်မကောင်းဖြစ်သွားကြပါတယ်။သူကွယ်လွန်တဲ့အချိန်မှာတပ်သမီးရှင်တွေကအသက်မမီလိုက်ပဲဘိုးဘွားရဲ့သားလေးကိုပဲတဝဲလေလေနေနေရတယ်လို့ဆိုပါတယ်။ရလေမှာသူ့ကိုအမျှပေးဝေပေးမယ်လေတာဓုခေါ်လို့မရတဲ့ပုံကိုရောက်နေကြတာပါ။ရေလေရမ်းစာနေပြီးတော့ဒီထက်ပိုကောင်းတဲ့နေရာကိုရောက်ချင်ကြောင်းလူတယောက်ထံကိုဝင်ပူတော့ပြောခဲ့ပါတယ်။သမီးရှင်ဖြစ်တဲ့မဲဆူဝေကအစာပိုင်းမှာတော့မယုံကြည်သေးပေမဲ့လေဝင်ပူတဲ့သူကအိုးဝင်း နိုင်ရဲ့လေတန်တိုင်ဖြစ်သွားခဲ့ပြီးနှက်ခမ်းကလည်းရှေ့သွားခဲ့ပါရီ။တမင်းဖြစ်သူနဲ့အတူပါလာတဲ့ခင်မရဲ့အင်ခေါ်နမဲကိုလည်းပြောနိုင်တဲ့ပြေမိသားစုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းပြောပြနိုင်တာကြောင့်တကယ့်ယုံကြည်သွားကြတာပါ။မဆူဝေကအဝေးနိုင်ကွယ်လွန်ပြီးတော့နှစ်နှစ်ကြာတဲ့အထိကုသိုလ်တွေမလုပ်ပြည့်ဖြစ်ပေအခုမှသာတည်လိုက်ရှာပါတော့တယ်။ဒါကြောင့်အဝေးနိုင်ကိုကောင်းမွန်ရအောင်ရှောက်အောင်ရေဆက်ခွက်နဲ့သေချာအမျှဝေပေးလိုက်ပါရီ။မဆူဝေကတော့အဝေးနိုင်ကိုမကျွလို့စေချင်ပေ ဘဝရိတ်သားထဲမှာရှိနေစေချင်တာပါသူဖေကအဲ့ရိတ်သားထဲမှာရှိတယ်ဆိုတဲ့စိတ်နဲ့နေစေချင်တာဖြစ်ပေမဲ့ဦးဝင်းနိုင်ကတော့ဒီထက်ပိုကောင်းတဲ့ဘဝကိုရောက်ရှင်နေပါရင်ဒါကြောင့်သူတို့ကောင်းမှုကုသိုလ်တွေလုပ်ပေးပြီးတော့အမျှဝေပေးလိုက်တာပါဦးဝင်းနိုင်ကလည်းဖြတ်သွားတဲ့နောက်မှာသမီးဖြစ်သူနဲ့အတူနေထိုင်ပါသေးတယ်နောက်ပိုင်းမှာတော့အိမ်မမနေချင်တော့အကြောင်းဘဝရိတ်သားမှာပဲနေချင်နေဆိုပြီးတော့မိစေရီကလာရောက်ခေါ်ဆောင်သွားခဲ့ပါရင်သမီးရဲ့တယောက်လို့ရှိလျက်နဲ့အဖေဖြစ်သူကိုဘဝရိတ်သားကိုပို့ရဲဆိုပြီးသမီးမပီတာကြောင့်ပြောဆိုကြပါသေးတယ်အဖေကိုယ်တိုင်ကနေချင်လို့ဘဝရိတ်သားမှာသွားနေခဲ့တာပါလို့ပြော ခဲ့ပြီးတော့နောက်ဆုံးချိန်မှလည်းအသက်မမီလိုက်ပါဘူး။ရိုက်ကူးရေးရှိတာကြောင့်အဖေရဲ့နောက်ဆုံးချိန်ကိုမလာနိုင်ခဲ့သလိုအဖေကွယ်လွန်တဲ့နောက်မှလည်းကောင်းမှုကုသိုလ်တွေမလုပ်ပေးဖြစ်ခဲ့ပါဘူး။အခုမှပဲသိလိုက်ရတဲ့အတွက်မဲဆူဝေကတော့နောင်တတွေကြီးကျယ်ရနေပါပြီ။သူ့ဘေးကနှစ်နှစ်ကျော်ကြာအောင်ဘဝဤသားထဲမှာမကျွလွန်နေခဲ့ရပြီးအခုတော့ပိုကောင်းတဲ့ဘဝကိုရောက်သွားခဲ့ပါပြီ။ဦးဝင်းနိုင်လည်းဒီထက်ပိုကောင်းတဲ့ဘဝကိုရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကွယ်လွန်ပြီးနောက်မှမကျွလွန်သေးကြောင်းဝင်ရောက်ပုတ်ကက်ပြီးတော့ပြောဆိုတာတွေကတကယ်ဖြစ်နိုင်လားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေ းဇူးတင်ပါတယ်။နောက်နေ့တွင်မှလည်းစိတ်ဝေစားစရာကောင်းတဲ့ဆယ်လီလီနုပညာရှင်တွေတရင်တူပြလာခဲ့ပါဦးမယ်ရှင်။